ားလုံးမင်္ဂလာပါပိုင်မဟုတ်ပါဘူးကျွန်တော်အာဘွားမှာပေါ့နော်အတိနောက်ကြခဲ့တဲ့အရာတွေနောက်ကြရလို့တော့ပြောလို့မရဘူးဒါပေမဲ့အာဆော့ပြီးတော့လောက်ခဲလို့ရှိရင်တော့ပို့အကျိုးရှိမဲ့အရာတချို့တွေပေါ့နော်အကျွန်တော်အာဝေမျှခြင်းတယ်တချို့လူတွေအတွက်အခုမှအမေရိကစာရောက်တဲ့လူတွေဒါမှမဟုတ်လူဟောင်းတွေအတွက်ပဲဖြစ်ပေါ့နော်အာအကျိုးရှိမဲ့လို့တော့ကျွန်တော်ထင်တယ်ရိုးရိုးလေးပါပဲကျွန်တော်ဟို crazy တွေ အာဟို stock this stock အဲ့လိုမျိုးတွေပြောဖို့မဟုတ်ဘူးကျွန်တော်ပြောမယ့်အကြောင်းအရာလေးကကျွန်တော်အမေရိကမှာနေတဲ့လူတိုင်းရှိတဲ့နဲ့ Roth IRA account ပေါ့နော် retirement saving account အကြောင်းကိုပြောချင်တယ်အဲ့တော့ဒီ Roth IRA account ကပေါ့နော်လူတိုင်းလူတိုင်းမှာရှိတဲ့နဲ့လို့ကျွန်တော်မြင်တယ်အာအရင်တော့ကကျွန်တော်မသိခဲ့ဘူးကြားဘူးနားဝါလောက်ရှိတယ်ဒါပေမဲ့ပြောမယ့်လူလည်းမရှိတလောက်ပေါ့နော်အာနဲ့ကြားဘူးနားဝါရှိခဲ့ပေမဲ့လို့ နားမထောင်ခြင်းအာလူဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ mindset တွေကဘလို့ဖြစ်လဲဆိုတော့အာလောကကြီးမှာပေါ့နော်လူတွေအငြင်းရန်ပြောတာဘာလဲဆိုလို့ရှိရင်ချမ်းသာတဲ့လူကမကောင်းငွေရမကောင်းဘူးငွေရပြဿနာကိုအာဖန်သီးတယ်အာဆင်းရဲလူကကောင်းတယ်ချမ်းသာတဲ့လူကလူဆိုးအဲ့လိုမျိုးပုံစံကိုကျွန်တော်တို့လောကကြီးမှာအမြင်တွေတွင်းထားတဲ့အရာတွေရှိတယ်ပေါ့နော်အဲ့ခါကျတော့ ချမ်းသာတဲ့လူတွေပြောတဲ့အရာစီးပွားရေးသမားတွေပြောတဲ့အရာတွေကကျွန်တော်တို့နားမထောင်ချင်ခဲဘူးပေါ့နော်အဲ့တော့မရှိတာထက်မတိတာခက်တယ်ဆိုတဲ့အရာပေါ့နော်အဲ့ဒီဟာကဘာလို့ဆိုတော့တိခဲရင်တောင်မှပေါ့နော်တချို့လူတွေကအဲ့ဒီ mindset ကြောင့်အဲ့ဒီတွင်တင်ချက်ကြောင့် ချမ်းသာတဲ့လူတွေကမကောင်းဘူးဆိုတော့တွန်တင်ချက်ကြောင့်ဒီအဲ့ဒီငွေကြေးချမ်းသာတဲ့လူတွေစီကစကားကိုကျွန်တော်တို့က block ချလိုက်တယ်နားမထောင်ချင်ဘူးသူတို့ပေးတဲ့အကြံတွေပေါ့နော်အဲ့ခါကျတော့ဒီအရာတွေကျွန်တော်တို့အဲမှာကျွန်တော်စီကိုရောက်မလာအောင်ဒီ information နဲ့ဒီ Roth IRA တို့ဆိုတာအရန်ကောင်းတယ်အသက်ငယ်တဲ့အချိန်မှာ invest လုပ်လို့ရှိရင်ပိုတော့ကောင်းတယ်ဒီဒီအာဒီ investment ကြီးတစ်ခုကအသက် အာကြာကြာကြာလေးဒီအကောင့်ထဲမှာကြာကြာထားလေးအာပို့ပြီးတော့အမြတ်ရလေးပဲ तू อ่ะအခါကျကျွန်တော်တို့တောင်မှလွန်ခဲ့တဲ့15နှစ်ကဖွင့်ခဲ့မယ်တနေ့ကိုတထောင်ပဲထည့်တယ်ထောင်အခုဆိုလို့ရှိရင်တော့တန်းနဲ့မဟုတ်ရင်တော့မသိနေတော့ရှိနေတော့မယ်ပေါ့နော်ကျွန်တော်အဖွင့်တာမကြာသေးတဲ့အကောင့်အာဒီဟာအသေးစိတ်ကိုတော့ကျွန်တော်နောက်မှပြောပြမယ်အဲ့တော့ဒါ Roth IRA ပေါ့နော် तू อ่ะအသက်65နှစ် retire လောက်တဲ့အချိန်မှာ ထုတ်လို့ရှိရင် तू อ่ะအခွန်တပြားမန်တပြားမန်ပေးစရာမလိုဘူးအဲဒါကြောင့်တခြား investment တွေထက်ဒီကောင်ကယူရှင်းပြီးတော့ဒါကိုကပတ်စံကိုပြစ်ထားမယ်ပြန်လဲလဲလဲကြည့်စရာမလိုတဲ့အရာပေါ့နော်အဲ့လိုမျိုးတကယ်လို့ကျွန်တော်သားငယ်တော့ကအရင်ကလောကဲ15နှစ်ကတီးခဲမယ် solution တနေ့ကိုတထောင်ကကျွန်တော်ရှာလို့ရတယ်ကြောင်းတက်နေတဲ့အချိန်ပဲဖြစ်ဘယ်အချိန်ပဲဖြစ်တနေ့ကိုတထောင်လောက်ရှာလို့ရကျွန်တော်နေတိုင်းတောက်နေတဲ့ coffee ဘူးကိုကျွန်တော်စု ထားမယ်ဆိုရင်တောင်မှတနေ့ကို3-4000ကျွန်တော်အကောင်မှာကော်ဖီပို့တယ်မဟုတ်တဲ့အရာတွေမှာဟိုဟာတောက်တဲ့အရာတွေစားတဲ့အရာတွေကျွန်တော်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့တကယ်လို့ဒီအရာကိုတိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အခုချိန်မှာအများကြီးတိုင်းကနန်းနဲ့ကျွန်တော်အကောင့်ထဲမှာရှိတော့မယ်အရာကိုပေါ့နော်အခုချိန်မှာစားရောက်တဲ့အမေကစားရောက်တဲ့လူတွေအသက်ငယ်တဲ့လူတွေအသက်ကြီးရင်အလုပ်လို့မရတော့မဟုတ်ဘူးအချိန်မီွေးတာဖွင့်လို့ရတယ်အာအသေးစိတ်တော့ကျွန်တော်နောက်မှပြောပြမယ် အဲ့ဒါလူတိုင်းရှိတဲ့လို့ကျွန်တော်ထင်တယ်ပြီးတော့အခုအခုမှကျွန်တော်တို့ကြီးလာမှโอเคကျွန်တော်အသက်40ရှိနေ50ရှိနေ60ရှိနေထားမိဘအာမိဘတိတယ်ဆိုလို့ရှိရင်ကလေးတွေအတွက်ပေါ့နော်ကျွန်တော်ပြင်ဆင်ထားလို့ရတယ်ကလေးတွေ session နေပြည်ပြည်တာနဲ့အလုပ်သူတို့အလုပ်ရပြီဆိုတာနဲ့ပေါ့နော်ဒါသူတို့အတွက်လေးကျွန်တော်တို့အခုချိန်မှာအာကျွန်တော်အနေနဲ့တိုက်တွန်းဖို့လိုတယ်ပေါ့နော်ဒီ account တွေအနည်းဆုံးသူတို့နားမထောင်ချင်နေပါစေအာ အနည်းဆုံးတော့ကျွန်တော်ငယ်ကတည်းကဒါတွေဒီလိုမျိုးအကောင့်တွေကျွန်တော်တို့အာဒီအရာတွေပေါ့နော်အာမိဘတွေအနေနဲ့တာသမီတွေကိုပြောဖို့လိုတယ်အတိပေးဖို့လိုတယ်ပေါ့နော်အဲ့ဒီဟာမရှိမဖြစ်လူတိုင်းအာလိုအပ်တဲ့အရာပေါ့နော်ကျွန်တော်တို့အာဒီကြားထဲမှာစီးပွားရေးလှုပ်လှအောင်မြင်သွားမီလီယံနာဖြစ်သွားရင်တော့တက္ကနာပေါ့နော်ဒါပေမဲ့ပုံမှန်အများအားဖြင့်ကျွန်တော်တို့ပုံမှန်အာဟိုဟာနိုင်ငံသားအာအာ အာဒီအတွက်ပေါ့နော်ပုံမှန်လူတွေအတွက်ကဒါလူကိုလိုအပ်တယ်အချိန်ကိုအာအချိန်ကပူတံဖို့ရှိတယ်ဒီဟာအချိန်ကြာလေအာပို့ပြီးတော့အာအញ្ញငွေရှိလေပဲဆိုတော့ခါကြတော့ saw saw invest လုပ်လေကောင်းလေပဲအာမရှိမဖြစ်အာဖွင့်တင်တဲ့ account ပေါ့နော်နောက်တစ်ခုကမိဘ solution ပေါ့နော်ကျွန်တော်လူမိဘ solution အာကြောင်းသားအာကလေးတွေအတွက်ကြောင်းသား account ပေါ့နော်အာကြောင်းသား saving account 529 အာ saving 529အာအဲ့ဒီ account ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်အခုနောက်ပိုင်းကျွန်တော်တိလာတဲ့အခါကျကျွန်တော်ကလေးအနာကတ်တို့ကကျွန်တော်အာ protect လုပ်ရှင်နဲ့သူတို့အနာကတ်ကိုပေါ့နော်ကျွန်တော်ကာကွယ်ပေးခြင်းနဲ့ဆိုတဲ့အခါကျကျွန်တော်သူတို့အတွက် account ဖွင့်လိုက်တယ်ကျွန်တော် surprise ဖြစ်သွားတယ်တလားကျွန်တော်ဆိုလို့ရှိရင် invest လုပ်တာမကြသေးဒီ529 account ဖွင့်တာမကြသေးကလေးအတွက်ကျွန်တော်တမင်းကြီးအခု9နှစ်ပဲရှိသေးတယ်သူ3နှစ်လောက်မှထင်တယ်ကျွန်တော်ဖွင့်ပေးတာပေါ့နော်သူ့အတွက် ခုစဉ်သူ့အတွက်ဒါကြွားတာမဟုတ်ဘူးเนาะကျွန်တော်ဘလောက်ထိဒီ compounding interest ရဲ့ power ကဘလောက်ကြီးလဲဆိုတာကျွန်တော်ပြောချင်တာအာကျွန်တော်တပေါင်းကျော်လာမသိဘူးတောင်းဒီတောင်းနေအတွင်းမှာပေါ့เนาะအာနည်းနည်းအတွင်းမှာပါထည့်လိုက်တာအဲ့ဒါကိုအတိုးနဲ့ပါနဲ့အခုမနေရကျွန်တော် check in လုပ်လိုက်တော့အဲ့ဒီကကြည့်လိုက်တဲ့အခါကျွန်တော်ဒီတိုင်းပြစ်ထားတာအများအားဖြင့်မချက်ဘူးတနေ့တစ်ခါတော့ပဲကြည့်တယ်မနေ့ကကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာသူ့အကောင့်မှာ9000ကျော်ရှိနေတယ်အာ ျွန်တော်ထက်တာတပေါင်းကျော်ရှိမှတင်တယ်သူရအာဟိုပါပေါ့နော်အာရတဲ့အတိုးနှောင်းက20-23ရာခိုင်နှုန်းတော်ရှိတယ်အဲ့တော့တပေါင်းဝါထောင်ရှိတယ်အဲ့တော့သူ session နဲ့ဆိုလို့ရှိရင်ကျွန်တော်အခုနေ့တိုင်းအ ਨੇ ဆောင်ကျွန်တော်လင်းအားထောင်တော့ကျွန်တော်ထဲဖို့စိတ်ကူးရှိတယ်ဒါသမီးတခြားကလေးတွေတွေ့ရောသူတို့ကတခြားကလေးတွေကအတန်ငယ်တဲ့အချိန်တနေ့လောက်ကလေးကမွေးကလေးကနေပို့ကျွန်တော်လောက်ပေးတယ်ဒါမဲ့အာ တမီးကနည်းနည်းလောက်အချိန်မှာကျွန်တော်လှုပ်ပေးတာတောင်မှအလောက်ရှိတယ်နေ့တိုင်းကျွန်တော်9000လောက်ပဲဖြစ်1000လောက်ဖြစ်ထက်ထက်တဲ့ထက်ထက်တဲ့တောင်အနည်းဆုံး3ကျော်ရှိမယ်သူ session နဲ့ရောက်လာတဲ့အချိန်မှာပေါ့နော်အဲ့ခါကျတော့အာကျွန်တော်ရဲ့အာ goal ကပေါ့နော်သူတို့အာတပြားမှပေးစရာမလိုပဲနဲ့အာတက္ကသိုလ်ကျောင်းဘွဲရဖို့ပေါ့နော်အာကျောင်းတက်နိုင်ဖို့ scholarship အပြည့်နဲ့ကျောင်းတက်နိုင်ဖို့ ဒါပေမဲ့တကယ်လို့အကြောင်းကြောင်းကြောင်းအာချော်ပြီးတော့အာ scholarship တွေမရဘူးဆိုလို့ရှိရင်ဒါကို backup အနေနဲ့ကျွန်တော်တောင်းလို့ရတယ်အားကြောင်းကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်ရဲ့တာသမီခင်မှာကျွန်တော်လူမျိုးចောင်းသားအကျွေးအများကြီးယူပြီးတော့အာအာចောင်းသားအကျွေးတွေចောင်းလူချင်းတဲ့အရာတွေမလောက်ခြေနောင်ထားတာမျိုးတွေမဖြစ်စေခြင်းမို့သူတို့ပေါ့နော်အားကြောင်းကျွန်တော် ြိုတင်ပြီးတော့သာသမီအတွက်ပြင်ဆင်ထားပေးတဲ့အရာပေါ့နော်မိပါတဲ့အနေနဲ့ဒါလှုပ်လို့ရတယ်အာစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လေးပြောပါဗီဒီယိုမှာ comment လုပ်ပါကျွန်တော်တီတန်ဒီ account အကြောင်းတွေအာသာချက်အနေချက်တွေဘယ်လိုလောက်အောင်ဗမာဖွင့်ရမလဲဆိုတဲ့အရာလေးတွေကျွန်တော်ပြောပြမယ်โอเคဒီလောက်ပါပဲကျွန်တော်ပြောသွားတဲ့အရာက Roth IRA နဲ့အာ529 saving ပေါ့နော်အာပါလေ kids education saving uh, account အဲ့ဒီနှစ်ခု ပေါ့နော်အနည်းဆုံးတော့ Roth IRA တော့တိကိုတည်တင်းတယ်ဒါကလေး education ကြတော့ဒါကိုယ်မှာပတ်စံနေတဲ့အပူပါညာရှိတဲ့အချိန်ကြာရင်လောက်ပေါ့နော်ဒါပေမဲ့အနည်းဆုံးကိုယ်အတွက်ကျွန်တော်တို့ကအရေးကြီးတယ်ကျွန်တော်တို့အာရွှေပြောင်းနေထိုင်တဲ့လူအနေနဲ့ကျွန်တော်အသက်ကြီးလို့ရှိရင်ကျွန်တော်တို့သားသမီးတွေကကျွန်တော်တို့ပြန်ကြည့်ဖို့မသေးချဘူးအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ကျွန်တော်ဘာသာကျွန်တော်ပဲကြည့်ရမှာဒါကျွန်တော်တို့ကိုကျွန်တော်အရင်ဆုံး protect လုပ်ဖို့လိုတယ် ပြီးတော့မှပဲကလေးတွေသူတို့ကကျွန်တော်တို့ထပ်တော်မယ်သူတို့အခွင့်အရေးတွေပို့ရမယ်ကျွန်တော်တို့ထပ်ပို့ပြီးတော့အဆင်ပြေလိုက်မယ်ဒါပေမဲ့သူတို့ကကျွန်တော်ကိုပြန်ကြည့်ဖို့ဆိုတာတော့ကျွန်တော်တို့ပရောမမိဘအနေနဲ့မျောလင်းတဲ့အရာမဟုတ်တလို့မျောလင်းဖို့လည်းမလိုတကယ်လို့ပေးလာခဲ့တဲ့ကျွန်တော်ကာကွယ်ကျွန်တော်ပြန်စောင့်ရှောက်တယ်ကျွန်တော်တို့သူတို့မှပစံရှိလို့ကျွန်တော်တို့ကိုပြန်ပေးတယ်ဆိုလို့ရှိရင်လည်းဒါကတော့ကျွန်တော်တို့ဝန်တာအားရစွာနဲ့ကျွန်တော်ယူဖို့ဒါပေမဲ့ဒါကတော့မျောလင်းတဲ့အရာမဟုတ်ဘူး အဲ့ဒါကြောင့်ကိုကိုကိုပေါ့နော်ကာကွယ်ထားဖို့လိုတယ်ဒီအရာတွေကျွန်တော်တက်ကြီးသွားတဲ့အချိန်မှာဘလို့အလုတ်ဆက်လုတ်ချင်သေးလားအာအသက်90မှာခါကုန်းပြီးတော့အလုတ်လုံးနေရမယ်ဆိုလို့ရှိရင်မဟုတ်သေးဘူးပေါ့နော်အဲ့ဒါကြောင့်ဒီအရာတော့ Roth RA တော့အနည်းဆုံးတော့လူတိုင်းသိကိုသိသင့်တဲ့အရာလို့ကျွန်တော်မြင်တဲ့အဲ့ဒီအရာကိုကျွန်တော် sharing လုပ်ပြတာဖြစ်ပါတယ်လို့အားလုံးတေအာအဆင်ပြေကြပါစေစိတ်ဝင်စားရဆိုလို့ရှိရင်ပြောပါကျွန်တော်ထပ်ပြီးတော့အခြေသဝင်းပေါ့နော်ဒီအကြောင်းကိုကျွန်တော်ရှင်းပြပေးမယ် ဒီလောက်ပါပဲဗီဒီယိုတွေကဗီဒီယိုတွေကလည်းအရင်ရှည်သွားပြီအာကျွန်တော်ရဲ့ podcast ပါပဲဒီဟာကတော့ဒီလောက်ပါပဲเนาะအာအဲ့တော့ဘာပဲပြော invest လုပ်တဲ့အနေနဲ့အိမ်လေးဝယ်ကြပါအောင်အိမ်လေးတော်တော်လှတယ်ဒီမှာအိမ်ဝယ်ဖို့စိတ်ဝင်စားတယ်စိတ်ကူးရှိရဆလို့ရှိရင်ကျွန်တော်ဆက်သွယ်လေးရတယ်ကျွန်တော်ပီတာလင်းပါအာ Texas ပြည်နယ် Houston မြို့ကနေပြီးတော့ကျွန်တော်ဗီဒီယို podcast လုပ်ပေးနေရဖြစ်ပါတယ် raw podcast အားလုံးကျေးဇူးတင်ပါတယ် bye bye